ကမ္ဘာပေါ်မှာမီးတောင်အများဆုံးတည်ရှိနေတဲ့နိုင်ငံ၅နိုင်ငံ ရတဲ့များအားလုံးပဲမင်္ဂလာပါရှင်။ဒီကနေ့ခြေတဲ့ရော crazy အန်ကနေပြီးတော့တင်ဆက်ပေးသွားမှာကတော့ကဘာပေါ်ကမိထောက်အများဆုံးရှိတဲ့နိုင်ငံတွေအကြောင်းပဲဖြစ်ပါတယ်။ခြေတဲ့ရောရဲ့စိတ်လှုပ်ရှားစရာကောင်းတဲ့ကဘာကြီးပေါ်မှာအန်ဩစရာကောင်းတဲ့သဘာဝဖြစ်စဉ်တွေနဲ့ကတော့ပြည့်နှက်လို့နေရဆိုတာအားလုံးသိပဲဖြစ်ပါတယ်။ဒီကနေ့ဗီဒီယိုမှာဆိုရင်တော့မိထောက်တွေရဲ့လှပတဲ့မြင်ကွင်းတွေသူတို့ရဲ့စွမ်းအားတွေနဲ့သဘာဝပတ်ဝန်းကျင်အပေါ်မှာတည်ရောက်မှုတွေနဲ့အတူမိထောက်တွေအများဆုံးတည်ရှိတဲ့နိုင်ငံတွေကိုလေးလာ ာကြိတ်ရှုကြည့်ကြပါစို့လားရှင်။ နံပါတ်5အင်ဒိုနီးရှားနိုင်ငံမိတော်အများဆုံးတည်ရှိနေတဲ့နိုင်ငံအဖြစ်နံပါတ်5နေရာမှာတည်ရှိနေတဲ့နိုင်ငံကတော့အင်ဒိုနီးရှားနိုင်ငံပဲဖြစ်ပါတယ်။အရှေ့တောင်အာရှမှာတည်ရှိတဲ့ဒီချွန်းနိုင်ငံဟာမိထောင်ပေါင်း130ကျော်ရှိရလို့ခန့်မှန်းရပါတယ်။အင်ဒိုနီးရှားကပစိဘိတ်မိခွင်းလို့ခေါ်တဲ့ကမ္ဘာမိထောင်လှုပ်ရှားမှုအများဆုံးဒေသပေါ်မှာတည်ရှိတာကြောင့်မိထောင်တွေပေါ်များရခြင်းဖြစ်ပါတယ်။အင်ဒိုနီးရှားမှာအသက်ဝင်နေတဲ့မိထောင်တွေအများအပြားရှိပြီးတော့အဲ့ဒီထဲမှာက ဘာပေါ်မှာအကျော်အကြာဆုံးနဲ့အန်ဒီရဲ့အရှိဆုံးမီးထောင်နေတဲ့ပါဝင်ပါတယ်။ဥပမာအားဖြင့်မောင်ခရာကတ်တာအိုဝါဆိုရင်တော့1883ခုနှစ်မှာပေါက်ကွဲခဲ့တဲ့မီးထောင်ဖြစ်ပြီးတော့သမိုင်းမှာအင်အားအပြင်းဆုံးမီးထောင်ပေါက်ကွဲမှုတစ်ခုအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။နောက်ထပ်ထင်ရှားတဲ့မီးထောင်တစ်ခုကတော့ Mount Merapi ဖြစ်ပြီးတော့အင်ဒိုနီးရှားနိုင်ငံရဲ့လူဦးရေအထူးထက်ဆုံးကျွန်းဖြစ်တဲ့ Java ကျွန်းမှာတည်ရှိပါတယ်။ မေရဖီကမကြာခဏပေါက်ကွဲလေးရှိပြီးတော့ဒေသခံတွေအတွက်အန္တရာယ်ရှိတဲ့မီးတောင်တစ်ခုလည်းဖြစ်ပါတယ်။မီးတောင်တွေကအင်ဒိုနီးရှားနိုင်ငံရဲ့မြေစီလွာကိုတတုတက်တွေကျွဲဝစေတာကြောင့်စိုက်ပျိုးရေးအတွက်အရေးပါတဲ့အခန်းကဏ္ဍမှာလည်းပါဝင်နေပါတယ်။ဒါအပြင်မီးတောင်ဒေသတွေကလှပတဲ့ရှုကင်းတွေနဲ့ပြည့်နေနေတာကြောင့်ကမ္ဘာလိုက်ခီးတဲ့တွေကိုလည်းဆွဲဆောင်နိုင်တဲ့နေရာတွေလည်းဖြစ်လို့နေပြန်ပါတယ်။နံပါတ်၄ ဂျပန်နိုင်ငံနံပါတ်၄နေရာမှာရှိနေတာကတော့တဘာဝဘေးအန္တရာယ်တွေကိုအများဆုံးရင်ဆိုင်နေရတဲ့ဂျပန်နိုင်ငံပဲဖြစ်ပါတယ်။ကျုံပေါင်းများစွာနဲ့ဖွဲ့စည်းထားတဲ့ဂျပန်နိုင်ငံမှာမီးထောင်ပေါင်း၁၁၀ကျော်ရှိရလို့သိရပါတယ်။ဂျပန်နိုင်ငံဟာလည်းပစိဖိတ်မီးကွင်းပေါ်မှာတည်ရှိတာကြောင့်မီးတောင်လှူရှာမှုတွေအများအပြားဖြစ်ပေါ်လေရှိပါတယ်။ဂျပန်နိုင်ငံရဲ့သင်္ကေတတစ်ခုဖြစ်တဲ့ Mount Fuji ရလည်းအသက်မဝင်တော့တဲ့လှပတဲ့မီးတောင်တစ်ခုဖြစ်ပါတယ်။ Fuji တောင်ကဂျပန်လူမျိုးတွေအတွက် အထွတ်မြတ်ထားရနေရာတစ်ခုဖြစ်ပြီးတော့အနုပညာနဲ့ရှင်ချင်းမှုမှာလည်းအရေးပါတဲ့နေရာတစ်ခုကိုပိုင်ဆိုင်ထားပါတယ်။ဂျပန်မှာအသက်ဝင်နေတဲ့မိထောင်တွေထဲမှာ Mount Aso နဲ့ Mount Sakura ကြီးမှာတို့ကထင်ရှားပါတယ်။ ဆာကူရာဂျီမာမကြာခဏပြာမုံတွေနဲ့မိခိုးတွေကိုထုတ်လုပ်လေးရှိပြီးတော့ဒေတာကန်နေရဲ့နေစဉ်ဘဝအပေါ်မှာတည်ရောက်မှုတွေရှိနေပါတယ်ဂျပန်နိုင်ငံကမိထောင်နေကြောင်းရရှိလာတဲ့ရေပူဇန်းနေအွန်ဆန်ကြောင်းလည်းနာမည်ကြီးရာဖြစ်ပါတယ်ရေပူဇန်းတွေကကျန်းမာရေးအတွက်ကောင်းမွန်တယ်လို့ယုံကြည်ကြပြီးတော့ဂျပန်လူမျိုးတွေနဲ့ကမ္ဘာလက်ခီးတဲ့တွေကြားမှာရေပန်းစားတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်ရှင်နံပါတ်3 American ပြည်အောင်စု ကမ္ဘာပေါ်မှာမိထောင်တွေအများဆုံးတည်ရှိရနိုင်ငံအဖြစ်နံပါတ်3နေရာမှာတည်ရှိတဲ့နိုင်ငံကတော့ American ပြည်ထောင်စုပဲဖြစ်ပါတယ်။ American မှာမိထောင်ပေါင်း90ကျော်ရှိပြီးတော့အများစုက Alaska ပြည်နယ်နဲ့ပစိဖိတ်အနောက်တောင်ဘက် Grand ဒေသတွေမှာတည်ရှိပါတယ်။ American ပြည်ထောင်စုမှာရှိတဲ့ထင်ရှားတဲ့မိထောင်တွေထဲမှာ Yellowstone, Caldera အလွန်ကြီးမားတဲ့ Super မိထောင်တစ်ခုဖြစ်ပါတယ်။ Yellowstone အမျိုးသားဥယျာဉ်ရဲ့အောက်မှာတည်ရှိပြီးတော့အနာဂတ်မှာပေါက်ကွဲခဲ့မယ် ယ်ဆိုရင်ကမ္ဘာပေါ်မှာအကြီးအကျယ်တက်ရောက်မှုတွေဖြစ်ပေါ်နိုင်ပါတယ်။ Mount St Helens ကလည်း1980ခုနှစ်မှာအင်အားပြင်းထန်စွာပေါက်ကွဲခဲ့တဲ့မီးထောင်ဖြစ်ပြီးတော့ American နိုင်ငံရဲ့မီးထောင်ဆိုင်ရာသမိုင်းမှာအရေးပါတဲ့မှတ်တမ်းတစ်ခုလည်းဖြစ်ခဲ့ပါတယ်။ဒီပေါက်ကွဲမှုကြောင့်ပတ်ဝန်းကျင်မှာတိတိတသာပြောင်းလဲမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ Alaska မှာရှိတဲ့မီးထောင်တွေကအများအားဖြင့်လူသူအယောက်ပေါက်နေပါပေမဲ့လှုပ်ရှားမှုတွေတော့ရှိနေသေးဖြစ်ပါတယ်။ဒီမီးထောင်တွေကဒေသရဲ့သဘာဝပတ်ဝန်းကျင်နဲ့ဂေဟာစနစ်အတွက်အရေးပါတဲ့အခန်းကဏ္ဍမှာပေါက် ဝင်လျက်ရှိနေပါတယ်ရှင်။နံပါတ်၄ရုရှားနိုင်ငံ မီးထောင်အများဆုံးတရှိရာအဖြစ်ဒုတိယနေရာမှာရပ်တည်နေတဲ့နိုင်ငံကတော့ရုရှားနိုင်ငံပဲဖြစ်ပါတယ်။ရုရှားနိုင်ငံမှာမီးထောင်ပေါင်း80ကျော်ရှိပြီးတော့အများစုကရုရှားနိုင်ငံရဲ့အရှေ့ပြားပိုင်းမှာရှိတဲ့ကန်ချက်ကကျွန်းဆွယ်မှာတရှိပါတယ်။ကန်ချက်ကကျွန်းဆွယ်ဟာမီးထောင်လှရှားမှုအလွန်များပြားတဲ့ဒေသတစ်ခုဖြစ်ပြီးတော့ယူနက်စကိုရဲ့ကမ္ဘာအမွေအနှစ်နေရာတစ်ခုလည်းဖြစ်ပါတယ်။ကန်ချက်ကကျွန်းဆွယ်မှာအသက်ဝင်နေတဲ့မီးထောင်ပေါင်း30လောက်ရှိပြီးတော့ဒီမီးထောင်တွေကလာပါတဲ့ရှုခင်းနေတဲ့တဘာဝအံပွဲတွေက ကိုဖန်တီးပေးထားပါရယ် ကန်ချဂါဆုခါဟာကန်ချဂါဒေသရဲ့အမြင့်ဆုံးနဲ့အသက်ဝင်ဆုံးမီးတောင်တစ်ခုဖြစ်ပါတယ်။ရုရှားနိုင်ငံမှာရှိတဲ့မီးတောင်တွေဟာပဝင်းချင်းရဲ့ဂေဟာစနစ်အပေါ်မှာတိတာထင်ရှားတဲ့တရားမှုတွေရှိပါတယ်။မီးတောင်တွေကထွက်လာတဲ့ပြာမုံတွေကမြေစီတော်ကိုကျွေးဝစီပြီးတော့အပင်တွေနဲ့ထရီဆန်တွေအတွက်တင့်တော်တဲ့နေထိုင်ရာကိုဖန်တီးပေးထားပြီးတော့များစွာသောအကျိုးကိုဖြစ်ထွန်းစေပါတယ်။ကန်ချဂါဒေသဟာမီးတောင်တွေအပြင်ရေပူဇန်းတွေနဲ့တခြားသောအပူပိုင်းဆိုင်ရာဖြစ်စနေလဲကျွေးဝတဲ့နေရာတစ်ခုဖြစ်တာကြောင့် ောင့်ဒိဗံပညာရှင်တွေအတွက်စိတ်ဝင်စားစရာကောင်းတဲ့လေးလာစရာနေရာတစ်ခုလည်းဖြစ်ပါတယ်။ နောက်ဆုံးအနေနဲ့ကဘာပေါ်မှာမီးထောင်များဆုံးပိုင်ဆိုင်ထားတဲ့နံပါတ်1နေရာကိုကြည့်လိုက်ရအောင်ပါရှင်။ကဘာပေါ်မှာမီးထောင်များဆုံးရှိတဲ့နိုင်ငံအဖြစ်နံပါတ်1နေရာမှာရပ်တည်နေတာကတော့တဘာဝအလားတရားတွေပြည်နေတဲ့အိုင်စလန်နိုင်ငံပဲဖြစ်ပါတယ်။လူဦးရေနဲ့ပါတဲ့အထူးချုံနိုင်ငံလေးမှာမီးထောင်ပေါင်း130ကျော်ရှိရလို့ခန့်မှန်းပါတယ်။အိုင်စလန်ကမြောက်အက်ဒလေးဒေးသမုဒ္ဒရာရဲ့အလယ်မှာတည်ရှိပြီးတော့ရှူရီရှားနဲ့မြောက်အမေရိကန်ပြားနှစ်ခုရဲ့အဆက်မှာတည်ရှိတာကြောင့်မီးထောင်လှရှားမှုတွေအလွန်များပြား လှပါတယ်။အိုင်စလန်မှာအသက်ဝင်နေတဲ့မိထောင်နေအများအပြားရှိပြီးတော့အဲ့ဒီအချိန်မှာအီရာက2010ခုနှစ်မှာပေါက်ကွဲခဲ့တဲ့မိထောင်ဖြစ်ပြီးတော့ဥရောပရဲ့လေကြောင်းခီးစင်တွေကိုရတတပတ်ပေါင်းများစွာရပ်တန့်သွားစေခဲ့ပါတယ်။ဒီဖြစ်ရက်ကမိထောင်တွေရဲ့ဆွဲအားနဲ့ကဘာအပေါ်တက်ရောက်နိုင်စွမ်းကိုကောင်းကောင်းပြသခဲ့ပါရယ်။နောက်ထပ်ထင်ရှားတဲ့မိထောင်တစ်ခုကတော့ Green Sudan ဖြစ်ပြီးတော့ Iceland ရဲ့အသက်ဝင်ဆုံးမိထောင်တွေထဲကတစ်ခု ဖြစ်ပါရယ်။ ပြောရမယ်ဆိုရင်တော့ Green Sutton ရေခဲမြေအောက်မှာတည်ရှိပြီးတော့ပောက်ခွဲတဲ့အခါရေခဲတွေအရေပျော်ပြီးရေကြီးရေရှမ်းမှုတွေဖြစ်ပေါ်စေနိုင်ပါတယ်။ Iceland နိုင်ငံကမီးထောင်တွေကထွက်လာတဲ့အပူဆွဲအင်ကိုအသုံးပြုပြီးလျှက်စစ်တပ်အားထုတ်လုပ်တဲ့နေရာမှာလည်းကမ္ဘာရှိဆောင်နိုင်ငံတစ်ခုဖြစ်ပါတယ်။ဘူမိအပူဆွဲအင်ဟာ Iceland နိုင်ငံရဲ့ဆွဲအင်လိုအပ်ချက်အများစုကိုဖြည့်ဆည်းပေးနိုင်ပါတယ်။ အပြင်မီးတောင်ဒေသတွေမှာရှိတဲ့ရေပူဇန်းနေရာလဲကမ္ဘာလိုက်ခီးတဲ့တွေအတွက်ဆွေးဆောင်မှုရှိတဲ့နေရာတွေလည်းဖြစ်ပါတယ်ဒီနေ့မှာတော့ကမ္ဘာပေါ်မှာမီးတောင်များဆုံးရှိတဲ့နိုင်ငံငါးနိုင်ငံအကြောင်းကိုတင်ဆက်ပေးခဲ့ရပဲဖြစ်ပါတယ်မီးတောင်တွေရောတဘာဝရဲ့အန်အောဆရာကောင်းတဲ့ဖန်တီးမှုတွေဖြစ်တယ်လို့တစ်ချိန်တည်းမှာလဲအန်ဒီရဲ့ရှိနိုင်တဲ့ဆွမ်းအားတွေပိုင်ဆိုင်ထားပါတယ်နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေနဲ့ပြန်လည်ပြီးတော့ဆောင်တွေ့ကြပါစို့အဆုံးထိကြည့်ရှုပေးတဲ့အတွက်လဲအားလုံးကိုကျေးဇူးများတင်ပါတယ်ရှင် saying mm -hmm.